Hello Cheer ရဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုတွေ့ထွေးစွာပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ကတော့2025ခုနှစ် March 23ရက်နေ့ညပိုင်းသတင်းတွေပဲဖြစ်ပါတယ်နော်ဟုတ်ကဲ့ဒီနေ့မှာတော့တိုက်ပွဲကြီးကြီးမားမားတွေဖြစ်တာတော့အရင်ကြီးမရှိခဲ့ဘူးနော်ဒါပေမဲ့လည်းနေရာတိုင်းမှာတော့ Jump Sick ကောင်စုစော်နေတဲ့ BB Family တွေသတင်းတွေကတော့ရှိပါတယ်နော်အဲ့တော့အရင်ဆုံးကျွန်တော် Loyal Tuition သတင်းလေးကိုကျွန်တော်ဖတ်ပြပါမယ်နော် မောင်ဆုံးသတင်းတစ်ပုဒ်ကတော့ဘရောင်းတို့စစ်ကူသွားသည့်ကာနစီလက်နက်ကြီးထိမှန်ပျက်စီးဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့ဘကိုးတိုင်းဘရောင်းမြို့နယ်တိုက်ပွဲသည်သို့စစ်ကူသွားသည့်စစ်ကားများကိုတော်လန်ရေးတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာကာနစီထိမှန်ကမိလောင်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်တဲ့။ ောက်ရသတင်းတပုတ်ကလည်းစကိုင်းမြို့ပေါ်တွင်ကင်းလဲ့နေသောစစ်ကောင်စီတပ်ဖွဲ့များ၏ကားကိုမိုင်းဆွဲတိုက်ခိုက်မှုထိခိုက်ဒေဆုံးမှုရှိနိုင်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့နော်အဲဒီတော့ကားပေါ်မှာပြူစောတိ9ယောက်6လောက်ပါတယ်တဲ့ဆွဲတုံးကတော့တူးတည်းပဲခဏနေတော့နောက်ကနေကားနှစ်စီးထက်ရောက်လာတယ်အသေးပြောက်တော့ရှိနိုင်တယ်တဲ့အတိအကျသိရဖို့ကတော့ကျွန်တော်လည်းစုံစမ်းနေတော့မှာပဲတဲ့ထိမှန်နေကားရင်ကျင်ဖုံးကတော့မိုင်းဆွဲတဲ့နေရာမှာကြာချန်ခဲ့တယ်လို့သတင်းရရှိပါရဲ့နော်အဲတော့နောက်ပိုင်းကြာရင်ပါနော်မကြာခင်မှာတော့ဒီကားမိုင်းဆွဲမှုကြောင့်ဘလောက်ခွေးမင်းကောင်ကြာသွားတယ်ဆိုတဲ့သတင်းတွေတက်လာမှာဖြစ်ပါရဲ့နော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ ်မြန်မန္တလေးမြင်းချံလမ်းပိုက်တွင်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးအထမအတင်းအထမစက်ကြီးကောင်းတဲ့ဒီစစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဖက်မှ၄ဦးမျိုးစားဖြစ်သွားတယ်လို့သတင်းသတင်းရရှိပါတယ်နော်မြင်းချံလမ်းပိုက်မှာစစ်ခွေး၅ကောင်ကခီးသွားပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးတာအတင်းအထမငွေကြီးတောင်းခံတာတွေလုပ်နေတော့ဝင်ရောက်ပြစ်ခတ်တိုက်ခဲ့တာလို့သိရပါတယ်နော်ကဲကျွန်တော်အရေးဆုံးကျွန်တော်ကြည့်ရမယ့်သတင်းကတော့ဒီနေ့မှာဒီကျော်မျိုးမင်းကပေါ့နော် PDF တောင်းနေချီပြီးဒီနေပြည်တော်ကိုတိုက်ဖို့လုပ်နေတယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ထားတယ်ခင်ဗျာလေးပေါ့နော်ကုစီရဲ့ဗီဒီယိုတစ်ချက်လောက်ကြည့်အောင်နော် အခုဒီမှာကြောင်မျိုးမင်းเนาะတစ်ချိန်ကကျွန်တော်တို့တော်လိုင်းဘက်တွေဘလို့ခက်နဲ့ခက်နဲ့ဘလို့လှောင်ပြောင်ခဲ့တဲ့ကောင်အခုမျက်နှာငယ်နဲ့ဘာပြောနေလဲဆိုတော့ကျွန်တော်တို့ကြည့်ပါတယ်တော့နေပြီးတော့တိုက်ဖို့ကိုလည်း PDF တွေတောင်းနဲ့ချီပြီးတော့လူစုထားရလို့ကြားပါတယ် PDF လူငယ်လေးတွေ PDF လူငယ်ပေါင်းများစွာတောင်းနဲ့ချီပြီးတော့လူပေါင်းတွေစုထားရလို့ကြားပါတယ်အဲ့ဒါမှမတကားမျက်နှာလေးတော့တကြာချီကြတော့ဟမ်ကြောင်မုတ်ဆုံးမအေရောက်ကပြတ်ဆုံးပြုတ်နေပြီးတော့တိုက်ဖို့ PDF တွေတောင်းနဲ့ချီပြီးစုထားရကြားပါတယ် ်တစ်ချိန်ကအဲ့ဒီစက်ပွဲမဟုတ်ဘူးလေဟုတ်တယ်မလားမှတ်မိကြသေးတယ်မလားအာနာတိတ်ကစားမှာ PDF တွေစဖွဲ့တော့ဘလုံးလောင်ခဲ့အေးအဲ့တော့မင်းတို့တော်လှန်ရေးနိုင်နေပြီလားဆိုအဲ့ဒါပဲပြလိုက်စကားမပြောနဲ့ပြောစရာမလိုလေမင်းတို့တော်လှန်ရေးနိုင်နေပြီလားလို့ပြောတဲ့ကောင်တွေကိုပါဇက်ခဲရရှာညောင်းမခံနဲ့လေအကုန်မခံနဲ့အဲ့ဒီကောင်တွေအတွက်ရှာလဲညောင်းဖို့မတန်တယ်လို့လေလဲကုန်ဖို့မတန်ဘူးဗီဒီယိုဖိုင်လို့ပြလိုက်ရပြီလားနော်ကျွန်တော်တို့ဒီ ကြားတဲ့ information ကိုခံမှန်းကြည့်ရတလောက်ကတော့ကြားပြည်နေတဲ့နေရာနေလေဒီနေပြီးတော့ခြိတက်လာတာကိုလုပ်မယ်ဟိုရှမ်းမြောက်ကနေလဲဆင်းလာတာမျိုးဖြစ်မယ်ဟွန်းစကိုင်းမကွေးရလဲဒီလိုဝင်ဆောင်တာစကိုင်းမကွေးမရရဘက်ကနေဝင်ဆောင်လာလဲဖြစ်မယ်ဆိုတော့အကူယူမာတဲ့နေရာနေလဲဝင်တက်တက်ဆောင်တာဖြစ်မယ်ဆိုတော့အဲ့လိုစင်မနာပေါင်းစုံနေပြီးနေပြီးတော့ဝင်ဆောင်တာမျိုးလုပ်ဖို့ဟိုတစ်ချိန်တုန်းကတစ်ဖက်ကပြောခဲ့တဲ့လမ်းအားလုံးနေပြီးတော့သူ့ဆိုတဲ့အာယူနေပြီးတော့ဝင်ဆောင်တာတော့သုံးပွဲကကျူကဝင်ဆောင်တာဒါမျိုးမူဝါဒရေးဆွဲနေတယ်လို့ကြားတယ်အဲ့တော့ပြောရရင်တော့ ရှင်းပါတယ်နောက်ဆုံးတို့ရဲ့ဒီအဓိကထိုးစစ်ကနေပြည်တော်ကိုတဲတော့မယ်ဆိုတဲ့ဘောပါနေပြည်တော်ကိုထိုးစစ်ကတဲတော့မယ်ဆိုတဲ့နေရာမှာဟို MNDA DNL ရဲ့လိုက်မလာဘူးခါပေါ်တော့ပြင်းဦးလည်းတော့ဒီဘုံဘုံနောက်ချောက်ထိတောက်ထားပြီးတော့ထောင်းတောက်ထောက်ထားပြီးတော့သူက PDF တွေဝဲလွှတ်လိုက်တာမျိုးပေါ့ရရှုံးရင်လည်း PDF တွေရှုံးပေါ့နိုင်ရောလည်း PDF တွေနိုင်ပေါ့ဒီသဘောမျိုးပေါ့ဆိုတော့ရှုံးလို့ PDF တွေအတုံးလုံးသိမယ်ဆိုလည်းသိပေါ့ဒါသူမင်းတို့ကမင်းသိကြအဲတို့ကတော့လောဆယ်ပြင်းဦးလည်းနောက်ချောက်ထိငါတို့ရသွားပြီအဲ့တော့ဒီပွဲမှာမာပီရီရဲ့လူငယ်များစွာနဲ့တပ်ပေါ်နဲ့တိုက်ကြမယ်တိုက်ကြလို့တီး ပြူးလွင်ထိရွာသွားပြီဆိုပြူးလွင်ကစစ်တပ်ကလေးတွေပြစစ်တပ်မြို့တော်လို့ပြောတယ်ပြူးလွင်တော့မှမင်းတို့ကကြနေပြီဆိုတော့တော့ message ကိုအခုလေးကပေးထားပြီမင်းတို့ဘက်ကကင်အားဘယ်အနေထားတွေဖြစ်သွားပြီဆိုတော့အဲ့ဒါခမန်းလို့ရပြီနော်မင်းတို့ရဲ့စစ်တပ်မြို့တော်လို့ပြောတယ်ပြူးလွင်တော့အချိန်မင်းကြွားနိုင်တယ်ဆိုတော့အရာကြီးကဒါကြီးကမင်းတို့ဘက်ကကြီးစားတယ်ကွာစောင်းစားကြီးတယ်နော်အဲ့တော့တူမီလေးတွေစားခဲ့တဲ့ကောင်လေးဟမ်လေရင်နဲ့တော့ပုံလိုက်ခြင်းတော့မနိုင်ပြန်ဘူးလားဟမ်တူမီလေးစားခဲ့တာလေး ဲ့ဒီဒူးမီးနဲ့ပြစ်တဲ့ဟာကောင်တွေကိုလေနဲ့ဘုံလိုက်ကျင်းနေတော့မနိုင်ပြန်ဘူးပေါ့အားကောင်းနေတာနော်မပူနဲ့လမ်းများအလုံးနေပြီးတော့တော့တော့မဟုတ်ဘူးလမ်းများအလုံးကတနိုင်ငံတော့ပတ်ခွေမှာသိလားငါတို့ဒီတော်နိုင်ရဲ့နိုင်အောင်တိုက်မှာမနိုင်တော့မရဘူးအခုမင်းပြောသလိုဗါလဲစစ်တပ်နဲ့ PDF ဖြစ်တယ်အေး PDF မင်းတို့ဝင်ခံပြီနော်အခုမင်းပြောရတာဒီမှာစစ်တပ်နဲ့ PDF ဖြစ်တယ်လို့ဝင်ခံပြီနော်အဲ့တော့ PDF ဆိုတာဘယ်ကလာတာလဲဖေရလားဖြေပဲ PDF ဆိုတာ ဒီတော်လှန်ရေးအာဏာမသိခင်က PDF တွေကဗမာနေခဲ့တဲ့ဒူတွေလေဘဒူတွေလေသူ့လိုကိုယ့်လိုတာမန်ရက်ွက်ထဲမှာနေတဲ့အယက်တာပြည်သူအစ်စစ်တွေနော်အဲ့တော့မင်းတို့မတရားပြုတ်ကျင့်ပြီးတော့တနတ်အားကိုနဲ့လူဘဝတိုင်းပြည်အာဏာကိုတိမ်းလိုက်တဲ့အချိန်မှာအဲ့ဒီပြည်သူတွေကရရလက်နဲ့စွဲကင်လိုက်တယ်အဲ့တော့လက်နဲ့ကင်ထားတဲ့ပြည်သူကိုပြည်သူကာကွယ်တက်မတော် PDF တို့နာမည်ခေါ်လိုက်တာကဲဒါအမှန်ပဲနော် ်ဟိုပြည်သူအဲကြောင့်လေသူတို့ကပြည်သူတွေညှိုးထားပြီးဘုံကျင်းနေဖြစ်ပါတယ်နော်အဲ့တော့ပြောလိုက်တယ်ဆိုရင်သူတို့ကပြည်သူပြည်သူတို့ပြည်သူကသူတို့မှာဘောမတွေပဲရှိရင်နော်တကယ်ပြည်သူစစ်စာမရှိဘူးဗမာ PDF နဲ့ဗမာလူမျိုးတွေဗမာတွေပေါ့အကုန်လုံးနေထိုင်တယ်လူကြီးရော့ကြမယ်အဗမာလူမျိုးသမီးတွေမျိုးသမီးတွေဟုတ်ဗမာလူမျိုးတွေနေထိုင်ရကြဆိုတော့ဗာမတိလို့ရှိရင်လက်ရှိတော်နိုင်ဖြစ်နေဗမာတခုလည်းဖြစ်နေတယ်အော်ပပလေးတွေးခွဲလိုက်ပြီးရေနော်ရတဲ့နေရာကတ်ခွဲတယ်နော်မီဒီယာပညာဆိုတော့အဲ့ဒါပဲမှတ်ထားရတာ နော်ဒီကောင်တွေကမီဒီယာပညာမှာကောင်းတဲ့ပညာတော့မတတ်ဘူးတိုင်းပြည်အတွက်ကောင်းရကောင်းကြောင်းနိုင်ငံစည်းလုံးအောင်နိုင်ငံတိုးတက်အောင်မီဒီယာပညာနဲ့ဘယ်လိုလုပ်မယ်ဆိုတော့အဲ့ဒီအချမ်းကိုကောင်းတဲ့အပတ်အချမ်းတော့မတတ်ဘူးမိုင်းတဲ့ဘက်အချမ်းမှာဘယ်လိုရောက်မှာလဲမီဒီယာပညာနဲ့ဘယ်လိုဝါဒဖြန့်ရမလဲဘယ်လိုကလေးကကြည့်လောက်ကမလဲဘယ်လိုဂျင်းနေရမလဲဘယ်လိုတွေးခွဲရမလဲအဲ့ဒီပညာတွေကိုအရန်တက်ဒီအောက်တန်းစားတွေကနော်အဲ့တော့ဒီလိုကောင်မျိုးတွေကိုမွေးခဲ့တဲ့မိခင်တွေကိုလည်းလေတခါတဲ့ စားဖြူပြီးတော့ဗလတ်နဲ့တက်ပေးလိုက်ရှင်ဟမ်ဒီလိုချမ်းပြီးသုံးတဲ့အောက်ကန်းကားကောင်တွေကိုမွေးထုတ်ခဲ့တဲ့အရာကိုနော်တကယ်ပဲအဟုတ်ပြောတာညာလာပြီဗမာမျိုးသားလူငယ်တွေညော့သွားမယ်အင်္ဂလန်ရောလာမှာဆိုတော့ဟုတ်ဗမာမျိုးသားလူငယ်ရောဆိုလက်ရှိ PDF ထဲမှာတိုက်နေကြတဲ့အားလုံးကဗမာတွေပဲလားဟုတ်တယ်နော်တိုင်းသားလူမျိုးပေါင်းလို့တိုက်နေကြတယ်ဗာကြည့် PDF ထဲမှာဟမ်ဗမာတွေကအညာမှာပဲရှိတယ်လေဟမ်အခြားနယ်တွေမှာသူ့လူမျိုးတွေသူ့တက်ဆိုင်ရ လူတွေအကောင်လုံးပါပြီးတော့ပြည်သူနဲ့ဖြစ်နေတာလေဟမ်ဘာမတိအခြားလူမျိုးတွေမပါလာပါအတားလေးခွဲလိုက်ကြပေါ့ဟမ်မင်းတို့လိုချင်တာမဟုတ်မင်းတို့လိုချင်တာကိုငါပို့ဝင်လင်းပြောပေးမယ်ကွာတိလားခဏနေဦးမင်းအမဲ့လင်းကမင်းအောင်နိုင်ကစပြီးတော့မင်းတို့အဲ့ဒီဘက်ခွေးမျိုးတအောင်တစ်ချမ်းလုံးလိုချင်တဲ့အရာဒီငါပြောပေးမယ်ပြည်သူတိအောင်လို့ဓမ္မမိဘပြည်သူများခင်ဗျာကျွန်တော်တို့စစ်ကောင်စီဘက်ကလိုချင်တာဒီ တိုင်းသား EOS တွေနဲ့လိုက်ပြီးတော့အပြည့်ရက်ပြီးတော့စကားပြောနိုင်ရမယ်အဲ့ဒီချိန်တိုင်းသား EOS တွေကဟဲ့ဒီတော်နိုင်ရင်မှမပါတော့ပဲငြိမ်လိုက်မယ်အဲ့ဒါဆိုရင်ဒီမြေပြတ်မှာရှိတဲ့နော်သူတို့ပြောသလိုပေါ့ဗမာပြည်ပြည်ရခိုင်ပြည်ကရင်ပြည်မွန်ပြည်ပြည်အဲ့ဒီမြေပြတ်မှာရှိတဲ့တော်နိုင်အင်အားစုတွေအားလုံးကိုတနိုင်ကန်လုံးရှိတဲ့လေရင်အစလက်နက်ကြီးအစုံအကုန်လုံးကိုတုံးပြီးတော့အမှုတ်ချင်ပြစ်မယ်မြေကြီးကြံရင်ကျွန်တော်တို့တော်ပါပြီပြီးမှတိုင်းသား EOS တွေနဲ့တဖွဲ့ချင်းပြန်ပြီးတော့စစ်တိုက်တိုင်းပြန်ကစားမယ် ဟုတ်လားမင်းတို့လိုချင်တာအဲ့ဒါမလားဟဲ့တိတယ်မပူနဲ့ငါပြောပေးလိုက်ပြီပြည်သူတွေလက်ခံလိုက်မှာအဲ့ဒါဆိုတိလားပြည်သူတွေလက်မခံရင်တော့မင်းတို့ဖင်ခံပြီးတော့နော်သိနေတယ်ဟုတ်တော့မင်းတို့လိုချင်တာအဲ့ဒါမင်းအောင်နိုင်တယ်အဲ့ဒါအရန်လိုချင်တာဒါကြောင့်မလို့တရုတ်ကိုတွားအားပို့လိုက်လောက်ပါ MNDA ကိုပြောပေးပါမပစ်ပါနဲ့လို့ပြောပေးပါဗျာထိုင်ရှစ်ခုဆိုရှစ်ခုပါမယ်ဖင်ခံဆိုခံမမယ်ဆိုပြီးတော့ဟုတ်လားတရုတ်ကိုတွားပြီးတော့ပြောရတယ်နော်အဲ့တော့တရုတ်ကပြောပြီးတော့ MNDA ကမပစ်တော့ဘူးဟာမင်းစောင်းကြည့်ကြည့်ဟုတ်လားအဲ့လိုလိုချင်တာမလား သိတယ်လေတနိုင်ငံလုံးကသိနေတာငါတယ်မဟုတ်ဘူးအဲ့ဒါနိုင်ငံရေးသမားတွေမှသိတာမဟုတ်ဘူးတော့တာမန်ငါတို့လိုတာမန်ပြည်သူတွေတော့သိတယ်မင်းတို့ကစောင့်ကြည့်နေလို့ဒါပေမဲ့ no ပါ no ပါအိမ်မက်မက်မနေနဲ့မရတော့ဘူးเนาะမရတော့ဘူးမင်းပြောတဲ့ PDF အင်အားစုတောင်းချီတိန့်ချီဆိုတာနေပြည်တော်တခုတည်းမဟုတ်ဘူးလက်ရှိမင်းတို့ဘက်ကကောင်းတင်ထားတာเนาะ ARD တိုင်းတဲ့ကိုဝင်တိုက်နေတဲ့ A ရဲ့ထိုးစစ်ကိုအဲ့မှာပါတဲ့စစ်သားတကောင်ဟိုရဲကတင်ထားတာမင်းတို့တွေ့တယ်မလား PDF တွေအင်အားအလုံးအင်းနဲ့ နော်အားလုံးကစစ်ရေးအရေးချင်းပြေဝနေတဲ့ destiny ကတော့ရှားတာအေးတောင်တိတ်မပါဘူးဆိုတော့မင်းတို့ကိုယ်တိုင်ထုတ်ပြောထားတာတွေ့တယ်မလားအဲ့ဒီလို PDF အင်အားတွေအများကြီးရှိသေးတယ်တနိုင်ငံတော့ကြိတ်ပါနော်အချိန်တိုင်းတာတစ်ခုကိုလိုးနေတယ်လို့ဒါကြောင့်မလို့မင်းတို့တွေအတက်ကိုမနှမြောဘူးဆိုပြီးတော့ကြိုက်တယ်လို့လုံးနော်ချင်းရောနော်ပမာဆိုတဲ့ society ရဲ့ community ပေါ့လူကြီး65ရာခိုင်နှုန်းကပမာဖြစ်နေတာဒီနိုင်ငံတော်နိုင်ငံ65ရာခိုင်နှုန်းပမာဒီအုပ်စုအကုန်လုံး decrease ပေါ့ရောကြတော့အောင်ဂျီမန်ချက်တစ်ခုထားပြီးတော့ရှင်းပြရအောင်ခဲတလုံးလေးနဲ့သုံးလေးကောင်မကထီရောဖြစ်တဲ့ဂျီမန်ချက်မျိုးကိုမြောက်ပိုင်း၃ပွဲနဲ့ဝါပွဲရဦးအောင်ရေးဆွဲနေတယ်လို့ကြားမယ်မတီးလို့ရှိရင်အဲကျွန်တော်တို့စစ်ပဲရကြားတဲ့တဲ့နေပါစစ်ပဲရပါတယ်မင်းမင်းနဲ့မင်းဖေချန်အောင်လေးကကြားတဲ့အတန်းလားဟမ်ကြောင်မျိုးမင်းဘယံကပြောတယ်ဖာရမာရာဟမ်မင်းပါတယ်မင်းအခုမင်းပြောရတဲ့ပုံစံမတီးမြောက်ပိုင်း၃ပွဲကပေါင်းပြီးတော့အဲဗမာလူမျိုးတွေမျိုးတော့လုံနေတယ်လို့အမေဟမ်တော်တော်ကောင်းတယ်ကောင်နော် ဒီကောင်တွေတော့မင်းတို့တွေတကယ်ပဲကွာစောက်ရက်လည်းမရှိဘူးမင်းတို့ဟမ်မင်းတို့မွေးခဲ့တဲ့ဖာရမတွေကိုငါတိကျနေဘလို့ဖြစ်လို့မင်းတို့အမေလီနေရလဲထင်ရပန်းမထုတ်လည်းမသိဘူးတိုင်းပြည်အတွက်မင်းတို့လိုကောင်းတွေတော်တော်ဒီတောင်းနိုင်ရစပြီးတော့မင်းတို့အမေလီနေအစုံတော်တော်ကြက်တွေတုံးတဲ့ကောင်တွေဟမ်ထင်ရပန်းထုတ်ကမှမပန်းထုတ်ပဲနဲ့မင်းတို့လူလောကနဲ့ထက်လာငါတို့တိုင်းပြည်ငါးပါးပေါက်တာပဲလားအဲအဲ့အစနော်စစ်တပ်ဘာကြောင့်ပြက်ကြတယ်မင်းတို့လိုအောက်တန်းသားတွေကအဲ့ဒီစစ်တပ်ဘာလို့လို့မှန်ပါတယ်မှန်ပါတယ်လို့ဟိုကောင်ချီးကျွမ်းကြရောအဲ့ဒါပြက်တနာအဲ့ဒါပဲ နော်ကိုအားပေးတယ်တကယ်ချစ်တယ်ဆိုရင်ဒီအဖွဲ့စည်းမှားနေတားရမယ်လမ်းကြောင်းလွှဲတဲ့ပေးရမယ်အဲ့ဒါမှချစ်ချင်းအမှန်လေအခုကမင်းတို့ကစစ်တပ်ကဘာလုံးလို့မှန်ပါလေဟုတ်လားမှန်ပါဟေ့မှန်ပါဟေ့လို့អော်တော့ဘာဖြစ်တယ်ကိုကောင်ကြီးတဲ့ကြွားတယ်နော်မင်းအောင်နိုင်လို့កောင်မျိုးအဲ့ဒီစစ်တပ်ကိုတောက်ထွက်သွားပြီပေါ့အဖေကအဲ့ဒါပဲနော်တတ်မတော်တကယ်ချစ်တဲ့လူတွေအနေနဲ့ကျွန်တော်ပြောချင်တာကခင်ဗျားတို့တတ်မတော်ဘယ်သူမှမဖြစ်ဘူး NLD လည်းမဖြစ်ဘူးတိုင်းသားလက်နက်ကိုင်တွေလည်းမဖြစ်ဘူး PDL လည်းမဖြစ်ဘူး PDL လည်းမဖြစ်ဘူးခင်ဗျားတို့အဲ့ဒီစစ်တပ်ကိုအားပေးပါတယ်ဆိုတဲ့လူတွေပဲဖြစ်နေတာနော် အဲ့ဒါအဖြေပဲအဲ့တော့ကိုယ့်ကိုစဉ်းစားကြကျွန်တော်ပြောတဲ့စကားမှန်လားမှန်လားဆိုတာရတယ်ရတယ်တရင်ချတယ်တရင်ဟိုးစားဒီစားတစားတွေပေါ့ဟိုကတချောင်းတစားဒီကတချောင်းတစားဟိုကတစားသုံးလေးစားလောက်ပေါင်းလိုက်တဲ့ကပေါင်းစားလိုက်တဲ့ခါမှာအစာလေးထွက်လာပြီးတော့ပေါင်းလိုက်တဲ့ခါမှာကျွန်တော်သုံးသပ်လိုက်တဲ့အချက်တွေအဲ့လိုသွားတွေ့ရတယ်ဆိုတော့လက်နဲ့တွေစူဆောင်းတယ်လူသူစူဆောင်းတယ်လူတွေကိုဝိုးပြီးတော့ဟိုဘယ်နေရနေပဲစချောင်းဘလုံးပေါ်မှာဘာနဲ့ဘာတွေသုံးမယ်ဘယ်ဟာဘာဖြစ်မယ်တပ်ဖက်ကပြန်ဘာတွေပြန်ခုခံနိုင်လဲဆိုတော့တွတ်ချက်ပြီးသူတို့လေ့လာနေတယ်ဆိုတာမျိုးတပ်ဖက်ကဖင်ခံလို့ရတယ်လေမင်းတို့ မင်းတို့တက်ခတ်ကပြခုခံခုခံလာရင်တဲ့နော်အာနာစသိန်းကြီးကခုပြီးခံလာခုလိုက်ခံလိုက်အောက်ကခုလိုက်အပွားခံပေးလိုက်အောက်ကခုလိုက်ခံပေးလိုက်ခုလိုက်ခံပေးလိုက်နဲ့အခုဆုတ်လာတာဘယ်တော့ဆုတ်လိုက်ပြီးဝိုင်းလဲစကမ်းပေါင်းဘယ်တော့ကုန်ဝိုင်းလဲအခုရင်ခံရင်ခုရင်ခံရင်လည်းဟုတ်တယ်မလားထပ်ပြီးတော့ခုလိုက်ကွာနော်ခံတော့ကောင်းအောင်လို့နော်ဘယ်ကြတယ်အဲ့တော့ဘာပြီးရောနေပြီးတော့အနည်းနဲ့အများထူးစစ်စင်ခံရမျိုးမဖြစ်ဘူးလို့လည်းမပြောနိုင်ဘူးနော်ဒီအချက်လေးအားလုံးပေါင်းစပ်တဲ့အခါမဖြစ်နိုင်ပါဘူးလို့တော့ အဲကျွန်တော်တို့ဒီဘက်ကတချို့လူတွေကတွေးအောင်တွေးလိမ့်မယ်။ရည်အောင်ရည်မယ်၊လောင်အောင်လောင်လိမ့်မယ်။မဖြစ်ခဲ့ရင်တော့ဘာမှမဖြစ်ဘူး။ဖြစ်သွားကြောင်လူကြီး။ဘသူမှကဲနေမရဘူး။ဘသူမှလည်းပြင်ဆင်ခြင်းမရလည်းဖြစ်သွားရပါတယ်။ဒါကြောင့်ရုပ်ကိစ္စတွေကမဖြစ်နိုင်ဘူးဆိုလို့ရှုထောင့်ကနေစဉ်းစားမယ်စား။တကယ်ထိုးစစ်ဆင်လာခဲ့တဲ့ခါကျရင်ဘယ်ပုံစံနဲ့တွားမလဲဆိုတာမျိုးပေါ့နော်။ဆိုတော့အဲ့ဒီထိုးစစ်ဟာလည်းနောက်ဆုံးထိုးစစ်ဖြစ်ပုံများတယ်။ဒါပြင်တော့အားလုံးပြီးပြီဆိုတဲ့သဘောမျိုးပဲ။တကယ်တမ်းလုံနိုင်ခဲ့ရင်ပေါ့ပြီးပြီဆိုတဲ့သဘောမျိုးတွေ့ရတယ်။ဒါကတို့ရဲ့ပြင်ဆင်နေတဲ့ပုံစံပေါ့။ မဖြစ်ခဲ့ရင်တော့အားမဖြစ်ပါဖြစ်ခဲ့ရင်တော့သားတို့ဘဝပြည့်ရင်ဖြစ်ခဲ့ရင်တော့အဲနေပြီးတော့မှဖြစ်ခဲ့ရင်တော့အဖာရဲ့သားတို့ဘဝပြည့်ပြီပေါ့မဖြစ်ခဲ့ရင်တော့ဘာမှမဖြစ်ဘူးပါသားတို့ကနေရာရမှာဟုတ်မလားလုတ်ပိုင်ခွေလေးနေရာလေးမြေခွက်လေးစတဲ့ဖြစ်ဟမ်အဲဒါမျိုးလေးရမှာအကယ်၍ကျွန်တော်ကောင်းတယ်ဟုတ်ပါဘူးအသားတို့ခွေးနေရမင်းအဖြစ်ပြီပေါ့ဟုတ်လားပြောချင်တာအဲ့ဒါမှလားမင်းပြောချင်တာငါတိတယ်ဘပူနဲ့ငါပြောပေးမယ်ကဲ ကိုစီးရပြီးတော့ရှေးပေါ့နော်ဒီလောက်ပဲနော်အဲ့တော့ချမ်ဘတ်စစ်ကောင်စီမဲအောင်လိုင်းရဲ့ lobby တွေကတော့နော်အခွင့်အရေးရချင်လို့လုပ်နေဖြစ်ပါတယ်အခုချိန်မှာဆိုရင်တော့မျက်နှာတော့မကောင်းတော့ဘူးနော်ဒီဘက်ကပြည်သူတွေကတော့အစိုးရတိုက်မယ်လို့ပြောပြသားဖြစ်နေတဲ့အတွက်မဲအောင်တိုက်မှာဖြစ်ပါတယ်နော်အဲ့တော့သူတို့ကလည်းမင်းအောင်လာလေကန်ဆိုးကျင်တယ်သူကလည်းရက်ကက်တက်လိုက်တာသူကသူတတ်မှတ်တာပါနော်ဒီစင်ပါမှာယူကဝဲလုံးမဲ့ပိုင်းချာပြောလိုက်တော့မတိုင်ခင်ကိုပြည်သူတွေကဒီတော်လန်ပဲတက်ဖွဲ့တယ်ပို့ပြီးတော့ပါနော်တိုက်မဲ့ရက်ကိုပို့သိသွားတာပါနော်ကဲနောက်ထပ်ဗီဒီယိုတစ်ခုကတော့ဘိုးရင်းမျိုးစစ်တုံးတက်ထားတဲ့ဗီဒီယိုဖိုင်လေးပါနော်အတိုလေးကိုချက်နှားတော့ကြည့်ရအောင်နော် အဲ့တော့နိုင်ငံရဲ့ဥဆောင်ထိတ်ကနေပြီးတော့ဘယ်တော့မှဖယ်ရှားလို့မရအောင်အစအစအရာလိုအပ်တဲ့စီမံခန့်ခွဲမှုတွေကိုအဲ့ဒီ2008 2010ကာလကလေးကစတင်ပြီးခင်းချင်းပြင်ဆင်လာခဲ့တာဒီ MSC မစီဝိုင်းဥပိုင်းလီမိတက်နဲ့ကနေပြီးတော့တရုတ်နဲ့ဖက်ဆက်စာချုပ်ချုပ်ဆိုပြီးတော့တနင်္ဂနွေအနှံ့တွေ့တန်းတဲ့ fiber optic တီးခြား73 cable line တွေလည်းပါပါတယ်စစ်တပ်အတွက်တီးခြားအသုံးပြုတဲ့ဒီ fiber cable line တွေက နိုင်ငံနေရအနှက်မြို့ပြကြီးတွေတိဆောက်တဲ့အချိန်မှာလန်တရာဆောက်လို့အဖွဲ့နဲ့အတူရောရှက်ပုံဖြက်ပြီးတော့အဲ့ဒီကာလကလေးကလှူလှူဝဲဝဲထဲ့သွင်းမြုပ်နှံပြီးတော့သူတို့ရဲ့အုတ်ချူကြီးစစ်တပ်တွေအချင်းချင်းဆက်သွယ်ဖို့တီဂျာစစ်တပ်ကြီးပဲတုံးတဲ့ line ဖြစ်ဆက်သွယ်ရေး network ကြီးတိဆောက်ခဲ့ကြပါတယ်အခုအဲ့ဒါကြီးကိုလည်းလဲပတ်တယ်ပြည်ုပ်နဲ့ရုရှားအကူအညီနဲ့ဂျူရုစနစ်တွေကိုအသုံးပြုပြီးတချို့သောအစိတ်ပိုင်းတွေကိုလည်းလဲပတ်တယ်ဒါပေမဲ့ဂျူရုစနစ်ဆိုတာတွေကအထက် ဒီမြေပြင်ကေဘယ်လိုင်းကတိကျသွားတဲ့လိုင်းဟာသူတို့အထူးလုံခြုံတာမို့လို့ဘယ်သူမှ hacking လုပ်တော့ twin fault ကြီးစုလို့မရနိုင်နိုင်ဘူးလို့အရေးကြီးတဲ့အစိတ်ပိုင်းနဲ့ဆိုရင်ဒီကေဘယ်တကားတစ်ဆင့်ပဲဆက်သွယ်ကြတဲ့ network ကိုအသုံးပြုကြတယ်လို့အတွင်းကဒီအရေးကြီးတဲ့ project ကြီးကိုစီမံလည်ပတ်ခဲ့တဲ့ဖေးသည့်တချို့ကကျွန်တော်ပြောထားပါတယ်သူတို့ရဲ့အကြံပြုချက်အရပဲမြောင်းလိုင်းရဲ့လက်ရှိဖက်ဆက်ဖက်ရှိရန်နေရာကိုအဲရိုင်နဲ့ချိနဲ့ ပြပြပြီးတော့ဖြူဖျဲဖြစ်သွားခြင်းသူတို့ရဲ့ဆက်သွယ်ရည်ကိုဖျက်တော့ပါမယ်သူတို့ဆက်သွယ်ရည်ဖျက်ထားဖို့ကလည်းသူတို့ရဲ့မြှုပ်ထားတဲ့ fiber ဒီ optic cable network ကြီးကိုကျွန်တော်တို့တနိုင်ငံလုံးအနှက်အချိန်တိုင်းမှာဖြူဖျက်ပေးနိုင်ရင်သူတို့ဆက်သွယ်မှုရန်နေရာဘယ်လိုပဲဖြစ်ဖြစ်ရုပ်ချီးဆိုသလိုပြန်လဲထူထောင်လဲပတ်ဖို့မဖြစ်နိုင်ပဲဖြူဖျဲဖြစ်သွားမှာပါတဲ့ဒါကြတော့ကောင်းငင်ရဲ့ satellite ကောင်းငင်ရဲ့ဂျူရုတွေ starling ဂျူရုတွေအသုံးပြုပြီးဆက်သွယ်မှာဘောလို့ပြောစရာရှိတယ်ဒါပေမဲ့ အဲ့ဒီ internet ကနေတဆင့်ပြောဆိုပြီးပို့တဲ့အချက်လက်တွေဟာလုံခြုံမှုမရှိဘူးဆိုတာကိုစစ်ဘုတ်ချုပ်တွေတီးပြီးသားမို့လို့သူတို့ရဲ့ထိတ်တန်းအရေးကြီးတဲ့စစ်စင်ရေးညွှန်ကြားချက်တွေလှုပ်ဆောင်ချက်တွေအတွက်သူတို့အခက်ကြီးကြီးတွေ့ရမှာတည်ကြပါတယ်ဒီမှာအုပ်ချုပ်မှုစီမံခန့်ခွဲမှုပြိုပြဲဖြစ်တဲ့အချိန်မှာခွင့်ကောင်းယူပြီးတော့ငကူကလေးအမအုံနဲ့ကျင်းနဲ့ထွက်ပြေးကျင်နေတဲ့ဖက်စစ်အကြမ်းဖက်လက်ပါးစီဖြစ်အတင်းတွတ်သွင်းခံရတဲ့စစ်သားငယ်လေးတွေပြည်သူစစ်လေးတွေတို့လည်းမဟာအခွင့်အရေးဖြစ်သွားမှာဖြစ်တယ် အခုကထွက်ပြေးလိုက်ချက်ချင်းစစ်သေးရင်းနေရနေပြီးတော့ဟိုတက်ဟိုတက်ပိတ်ဆို့ဒီတက်ပိတ်ဆို့စသဖြင့်တို့အကြောင်းနေကြပိတ်ဆို့နေတဲ့ပိတ်ဆို့နိုင်စွမ်းရှိနေတာဒီကျူးတွေကြောင့်လည်းပါပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကနှစ်ဖြာကျူးအတွက်ဖက်စစ်ရန်နေရာချိနေသွားအောင်ဖက်စစ်တက်ပြူပြည့်ဖို့အတွက်အချိန်တင့်နေတဲ့အချိန်နော်မိကုံရန်ကုံရိတ်ခါလဲကုံနေပြီးတက်တွင်းတပုံထဖို့အသင့်ဖြစ်နေတဲ့အချိန်မှာတို့တို့အချိပိခရာဖြစ်အောင်ဟောဒီ fiber optic ကျူးလေးတွေကပြည်သူဘက်ကိုလာရောက်ပြီးတော့ကူညီလက်ပါလို့ဖိတ်ခေါ်နေပါတယ်ဆိုတဲ့အကြောင်း ကျွန်တော်အဲလို့ဆိုလိုက်ကဲဒါကတော့ဘိုးနေမျိုးစဉ်ပြောတဲ့ဒရင်မဖြစ်ပါဘူးเนาะအဲ့တော့ဘိုးနေကလည်းဖြက်လေးဖြက်စီစဉ်နေတင်ပြခဲ့ပြီဖြစ်ပါတယ်เนาะအဲ့တော့ဒါတွေကိုပြည်သူလူထုကအချိန်မြတ်တပြင်းညီလို့ဖို့သူတို့တွေစောင့်နေတာဖြစ်တယ်အဲ့တော့မကြခင်ကတော့ဒီတိုက်ပွဲသတင်းတွေကျွန်တော်ကြားတော့ဖြစ်ပါတယ်เนาะကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ရန်ကုန်ပီကားလမ်းပေါ်မှာစစ်စေးကိုတော်လိုင်းတပ်ဖွဲ့တွေတိုက်ခိုက်လို့စစ်သားအချို့မသာဖြစ်သွားတယ်ဆိုတဲ့သတင်းလေးတစ်ထောက်ကြည့်အောင်เนาะဒါတော့ရန်ကုန်ပြည်ကားလမ်းမပေါ်ကစစ်ကွင်းတာဆုံစစ်စီးအိတ်ကို ော်လန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်လို့စစ်သားတရှုတ်တည်ဆုံသွားခဲ့တယ်လို့ပြည်မျိုးဒေသခံတွေစီကနေသိရပါတယ်။ဒီတိုက်ခိုက်မှုဟာရန်ကုန်ပြည်ကားလမ်းမပေါ်မှာတော်လန်ရေးအဖွဲ့တွေကပထမဆုံးစစ်ကောင်စီစခန်းကိုတိုက်ခိုက်မှုဖြစ်တယ်လို့လည်းသိရပါတယ်။ပဲခူးတိုင်းအနောက်ချမ်းတာယာဝရီခရိုင်မင်းလာမြို့နေစစ်ကွင်းမြို့အုတ်တွင်းကြီးရွာအနီးရန်ကုန်ပြည်ကားလမ်းဘေးမှာထိုင်ရှားတက်ဆွေးထားတဲ့အဲ့ဒီစစ်စီဂိတ်ကို တာယာဝရီခရိုင်တန်ရင်38သူများနှင့်တက်ခွဲနှစ်ရေးဖော်တွေကတက်ခိုက်ခဲ့တာလို့ဒီတာရီသတင်းပေမာလေးဖော်ပြထားပါတယ်။မက်ရှလာ20ရက်နေ့မနက်အစောတနာရီလောက်ကတက်ခိုက်ခဲ့တာဖြစ်ပြီးအကြံလန်ပြစ်ခတ်တက်ခိုက်မှုနှစ်နာရီနီးပါးကြာခဲ့ကစစ်ကောင်စီဘက်က9ရောက်လောက်တည်ဆုံသွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာလက်နက် KN တွေ စိုင်းကေနဲ့ကားတစီးကိုရရှိခဲ့ပြီးစခန်းကိုစစ်ကောင်စီတပ်ဖွဲ့တွေကမိရှို့ထားခဲ့တယ်လို့လည်းသိရပါတယ်။ ရန်ကုန်ပြည်ကားလမ်းမပေါ်ကအဲဒီစခန်းဟာဖြူစော်တီစစ်သားအုပ်ချုပ်ရေးမှုတွေအပါအဝင်အယောက်20ကျော်နေထိုင်နေကြတာဖြစ်ပြီးဖြတ်တန်းသွားလာတဲ့ပြည်သူတွေကိုဖမ်းဆီးငွေညစ်တာတွေပြုလုပ်နေတဲ့ဂိတ်စခန်းတို့လေဒေသခံတွေစီကနေသိရပါဗျ။ကဲကြားတယ်ပေါ့နော်။ဂျမစစ်ကောင်စခန်းတွေကတစ်ခုတစ်ခုတိုက်ခိုက်ခံရနေတာဖြစ်ပါနော်။ကဲနောက်ထပ်ကျွန်တော်နားထောင်မဲ့သတင်းကတော့ပကံဘရုတပ်ဖွဲ့ခေါင်းဆောင်ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြို့တာဝန်ခံကိုစည်းရဲ့ဒီတိုက်ပွဲအကြောင်းပြောတဲ့ဟာလေးနားထောင်ကြည့်အောင်နော် တော့မရှိဘူးဗျာလောကျွန်တော်ကျွန်တော်ဒီဟိုစလေးရနေတိုက်ပွဲမှာဆိုရင်ဗျာကျွန်တော်တို့ဒီတကယ်တမ်းကြီးအင်အားသာလုံလောက်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီမြောက်အိုကေအိုင်ပေါ့ငါတဲမျိုးနဲ့ကိုဝင်လာတဲ့စစ်ကြောင်းနှစ်ကြောင်းလုံးကိုဖြိုနိုင်တဲ့အနေအထားရှိဗျာဒါပေမဲ့ကျွန်တော်တို့ကြည်ရမလုံလောက်တဲ့အတွက်ကျွန်တော်ပြန်လဲဆုတ်ခွာလိုက်ရတဲ့ကတကယ်တစ်ချောင်းချောင်းလေးဝယ်ဖြုတ်နိုင်ခဲ့ရပါတော့တစ်ချောင်းမှုဆိုလဲကျွန်တော်တို့ဒီရန်ဆိုရင်ကျွန်တော်တို့ဒီတိုက်ပွဲစပြီး10မိနစ်လောက်မှာစစ်ချောင်းမှုကအရင်ဆုံးပြုတ်သွားတယ်စစ်ချောင်းမှုပြုတ်သွားတဲ့အချိန်မှာနောက်ကတက်ကောက်ကောင်တွေကဗီယန်လာဖြစ်ပြီးတော့ ဟိုစစ်ကြောင်းတစ်ကြောင်းလုံးကိုဖြုတ်နိုင်ခဲ့တာပေါ့ဗျာဟိုဒီကတော့ကြီးရှင်းတော့ကျွန်တော်စစ်ကြောင်းနှစ်ကြောင်းလုံးဖြုတ်လို့ဆက်ရတယ်ဗျအဓိကတော့ကြီးလိုအပ်ချက်ရှိတာပေါ့ကျွန်တော်ခုတိုက်ခဲ့ရတယ်ကြီးလိုနော်ကြီးလိုနှစ်ကြောင်းလုံးဖြုတ်ကျွန်တော်ထိခဲ့ဆိုတော့ကျွန်တော်ကကြီးကအဲ့မပါဘူးဖက်နှက်တောင်ကျွန်တော်ဒီတိုင်းကျွန်တော်ကြက်ပေါင်းဖက်နှက်နဲ့လည်းတိုက်တယ်ဟိုအစင်မျိုးတိုက်ခဲ့တဲ့ရဲဘော်ကြီးမလိုအပ်ဖက်နဲ့ကြာဆုံးခဲ့ရပေါ့အဓိကကျွန်တော်မြန်မာပြည်အလဲပိုင်းတော့ကျွန်တော်ဒီအလဲပိုင်းမှာဆိုရင်တော့ဒီလိုအပ်ချက်တရားတော့များရပြကျွန်တော်ခုတိုက်နေကြဟိုရိုးဖက်နှက်ဒီကြက်ပေါင်းဖက်နှက်ဒီနဲ့ကျွန်တော်ဒီကြီးကလည်းမပါဘူးတော့ဖြစ်သူကျွန်တော်ကြီးရှိရင်ပြီးရော အဓိကတော့ဗျာအဓိကလောချက်ကြည်ပေါ့ကြည်ရောအဓိကပဲပေါ့ဗျာဟိုကြည်ကောက်ပါလို့ဆိုတော့ဒါတော့ကျွန်တော်နောက်ပါဘောနော်ကျွန်တော်တို့အဓိကလိုရတဲ့အရာကြည်ပေါ့ကြည်မရှိလို့ဒါကျွန်တော်တို့ဒီစစ်ကြောင်းနှစ်ချောင်းမဖြူနိုင်တာဗောနော်စစ်ကြောင်းတစ်ကြောင်းနဲ့ကျွန်တော်တို့ဒီဖြူပြီးတော့နောက်ပြန်ဆုတ်ပြီးလာကြည်ရှင်းတော့ကျွန်တော်အဲ့နှစ်ချောင်းလုံးကိုဖြူနိုင်နေဗျာကျေနော်လက်နဲ့ခင်အောင်မလောက်လို့နော်လောက်လို့နှစ်ချောင်းတော့ပြုတ်ပါလားဒီကတော့ဗျာကျွန်တော်ညောင်မြို့အပြည်သူကိုပြောချင်တာဗျာတော်လိုင်းရင်းနဲ့မဆိုင်သလိုမနေကြပဲနဲ့ဟိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ကြာတော့ကျွန်တော်ညောင်မြို့နဲ့အတွင်းမှာရှိရကျွန်တော်အဖွဲ့ရေမဟုတ်ပါဘူ ရောင်းမြို့ညွတ်တွင်းမှာရှိတဲ့ဘဲအဖွဲ့ကြီးကိုမဆိုဘူးနော်ကျွန်တော်ရောင်းမြို့သူမြို့သားရဲ့အနေနဲ့တော့ကုညီ၆ပန့်ပြကြပါလို့ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်ကိုကြီးဘဲတော့ဆောက်ဆုံးတယ်မယ်ဆိုတော့ဒီကကျွန်တော်တော်လိုင်းရဲဘော်တွေအကုန်လုံးစီစီလုံးလုံးဖြစ်တဲ့အချိန်ပေါ့ဗျာအခုကကျွန်တော်တော်လိုင်းရဲဘော်တွေကနည်းနည်းလေးအချိုးဟာလေးじゃနည်းနည်းလေးနော်အခက်ခဲလေးရှိရပါတယောက်နဲ့တယောက်အဆင်မပြားလေးပါလိမ့်ရှိရပါနော်ကျွန်တော်တော်လိုင်းရဲ့အများဆုံးပြီးဖို့အတွက်က ကျွန်တော်တော်လိုင်းသမားရေမကဘူးဗျ။ပြည်သူလေးကျွန်တော်တော်လိုင်းသမားချင်းချင်းစီးလုံးရမယ်။ပြည်သူလေးကျွန်တော်တော်လိုင်းသမားရေနဲ့တသွေးရေတသားရေစီးလုံးရမယ်။အကုန်လုံးစီးလုံးတဲ့အချင်းချင်းမြန်မြန်စီးလုံးနိုင်ကျွန်တော်တော်လိုင်းရေမြန်မြန်ပြည်ရေဗျ။ခုလို့ကိုမချီသေးမနာရဲ့လူတွေရှိနေသေးတာတော်လိုင်းကြီးကတော့ငဲငယ်ပြာနေဦးမှာပဲဗျ။ကဲဒါကအမှန်ပဲဖြစ်ပါနော်အဲ့တော့ဘာဖြစ်တော့ခုချိန်မှာဆိုအညာမှာလည်းတိုက်ပွဲတွေအများကြီးဖြစ်နေဖြစ်ပါတယ်နော်အခုတော့မှကျွန်းជីជីလောက်တယ်ဆိုရင်စစ်ကြောင်းနှစ်ကြောင်းတော့ပြုတ်နေတဲ့နေထားမှာတွေ့ရပါတယ် ကဲကျွန်တော်နောက်ဆုံးကြည့်ရမှာတော့เนาะအခုစစ်မှုထားဥပဒေနဲ့ပတ်သက်ပြီးတော့အခုချိန်မှာတို့ရအင်နိုဆန်လေးလုံတာဗောနော်ဟိုရုံးကလေးဆက်စားတဲ့ဟာလေးရှိလာခဲ့တာတို့တိတိနဲ့လွတ်ပေးထားခဲ့တာဗောအခုချိန်ကြမှာတို့ကအဖမ်းမဲ့စီးမဲ့လို့တော့ဘယ်သူမှလည်းမယုံပါဘူးเนาะအဲ့ဒါတွေကိုတို့ဘယ်လိုပြောတာတစ်ချက်နားတော့ကြည့်အောင်ဆောင်ပလိုက်သူလောက်ခလာတဲ့နှစ်နှစ်စာသုံးနှစ်စာဆောင်ပလိုက်အဲ့လိုခေါင်းဆောင်ခိုင်းမှာအဲ့လိုနီလန်းနဲ့သုံးမှရမယ်ဒါနမူနာပေးတာဗောနော်ဆိုတော့စစ်မှုထားနဲ့ပတ်သက်ရင်အစိုးရကပြင်ဆင်ရမယ့်ကိစ္စတွေအများကြီးအများကြီးကျွန်တော်ပြောရင်တန်းစီနေရမယ်အခုနောက်ဆုံးစစ်မှုထားကဘယ်သူသွားထိတယ်ကြောမွဲတွေကိုသွားထိတာအဲ့တော့ကြောမွဲတွေကတင်းတာဗော ဒေါသထွက်တာပေါ့ကြောင်းမွေးတွေရောက်ဖြစ်တာပေါ့ကြောင်းမွေးတွေကဘသူကဖိလဲအခြေခံဒေသအုပ်ချုပ်ရေးရန်တရားအုပ်ချုပ်ရေးမှုတွေကဖိတယ်နောက်သက်ဆိုင်မြို့နယ်ရောဒီဟာဖိတယ်ပြီးတော့ကြောင်းမွေးတွေကတင်းတာပေါ့တင်းတော့ကြောင်းမွေးတွေကနောက်ဆုံးစစ်မှုမထမ်းဘူးကတပုံမဲ့လုံမယ်ဆိုပြီးပြည်ထောင်ဝန်ကုန်ကြရတယ်တပုံကြီးပဲအဲ့ဒါကြောင့်အစိုးရအနေနဲ့ကဒါတွေကိုပြန်ပြီးမြင်အောင်ကြည့်ဖို့လိုတယ်သိအောင်လုပ်ဖို့လိုတယ်မြင်အောင်ကြည့်သိအောင်လုပ်နားလည်အောင်ရှင်းပြပြီးပါဝင်အောင်လုပ်ဆောင်ပြီးတော့ဒါတွေလုပ်ဖို့လိုပါတယ်ဒါကျွန်တော်စစ်မှုထမ်းပတ်သက်ပြောတာလူချုပ်ကိုယ်တိုင်လည်းအခုဒါစစ်မှုထမ်းမှာအောက်မှာ ငွေကြီးကောက်ခံမှုတွေအကြောင်းသူကောင်းကောင်းသိသွားသိနေတယ်ဆိုတော့ဒုချုပ်သိတယ်ဆိုရင်တချုပ်လည်းသိတယ်တချုပ်သိတယ်ဆိုရင်ခင်ဗျားကျောင်းကျန်တဲ့သူအောက်ကဘုသူကြီးရေအကုန်လုံးသိပြီပေါ့သိပြီဆိုရင်အဲ့ဒါတွေကတားသိနေဆိုတာတော့ပြောလို့ရတယ်အခုလည်းဒါဒုချုပ်ကလည်းထုတ်ပြောလာတယ်ဆိုကြတဲ့ကအုပ်ချုပ်ရေးမှုတွေသတိထားပြီတော့ခင်ဗျားတို့မြို့နယ်အုပ်ချုပ်ရေးမှုတွေရပ်ကွက်အုပ်ချုပ်ရေးကြီးရအုပ်ချုပ်ရေးမှုတွေနောက်မြို့နယ်ကမြို့နယ်ကတပ်ကရရှိတယ်ခင်ဗျားတို့သတိထားကြပြီတော့ရဲရရှိတယ်ခင်ဗျားတို့သတိထားကြပြီတော့ခင်ဗျားတို့တချို့တွေထောင်းလိုက်ရောက်ကုန်လိမ့်မယ်ဒါကြုံပြောတာခင်ဗျားတို့ခင်ဗျားတို့စီနန်းနဲ့ပြောတာခင်ဗျားတို့ထောင်းလိုက်ရောက်ကုန်လိမ့်မယ်လုတ်နေတယ်ဆိုရင်ရက်လိုက်တော့ဒါအကောင်းဆုံးပဲဟိုထောင်းလိုက်ရောက်မယ်နောက်တစ်ခါ တက်မတော်ရဲ့စဉ်းစားမှုစဉ်းစားနည်းကတမျိုးကြီးဖြစ်နေလို့ကျွန်တော်မြင်တဲ့တစ်ချက်ကသူကစစ်မှုထမ်းလို့ခေါ်တဲ့စစ်မှုထမ်းဥပဒေကိုကျင့်သုံးတယ်ပြဋ္ဌာန်းမဟုတ်နော်ကျင့်သုံးတယ်ပြဋ္ဌာန်းပြီးသားကိုကျင့်သုံးတာစစ်မှုထမ်းဥပဒေကိုသူကကျင့်သုံးတယ်တစ်ဖက်မှာလည်းပြည်သူစစ်မဟာဗျူဟာဆိုတာလည်းရှိတယ်ဟောနော်ပြည်သူပါဝင်သောပြည်သူစစ်မဟာဗျူဟာတဲ့ပြောရှိတယ်နော်ပြီးလည်းပြီးတော့လုံချမ်းဆိုပြီးအဖွဲ့အဖွဲ့လည်းရှိတယ်ဒီအားတွေအားလုံးကပြည်သူတွေဒီနော်ခြေကံပြည်သူလူရန်စားတွေကိုနှိပ်ကွက်မဲ့ဥပဒေပဲဟုတ်တယ်နော်အဲ့ဒါကြောင့်ပဲပြည်သူတွေကလုံးဝမခံနိုင်တော့ဖြစ်နေတယ်ဆိုအဲ့သုံးခုကရောနေတယ် ပြည်သူပအောင်သောပြည်သူစစ်မဟာဗျူဟာဆိုတာကပြည်သူလူထုကိုယုံကြည်မှုပေးရမယ်သက်ဆိုင်ရာဒေသကယုံကြည်ရတဲ့လူကိုယုံကြည်စွာဖြင့်တည်တည်ရှိရှိတာဝန်ပေးခံရတာကပြည်သူပအောင်သောပြည်သူစစ်မဟာဗျူဟာပြည်သူပအောင်သောပြည်သူမဟာဆိုတာလို့ပြည်ဗျူဟာလို့ပြောပြီးတော့ပြည်သူတွေလက်ထက်တနတ်မှမထည့်ပြီးတော့ပြည်သူကရှိတဲ့အချောင်းတွေတက်ထိုးရမှာဖြစ်နေတယ်အဲ့ဒါတော့အဆင်မပြေဘူးလေအဲ့တော့ပြည်သူပအောင်သောပြည်သူစစ်မဟာဗျူဟာဆိုလို့ရှိရင်ပြည်သူပအောင်သောပြည်သူစစ်မဟာဗျူဟာအသေးချောင်းတွေပုံစံသေးချောင်းတွေပေါ်ကြည့်ပြည်သူကပါလာတယ်ကတ္တရပြည်သနာပြည်သူပအောင်သောပြည်သူစစ်မဟာဗျူဟာကလည်းထင်ထားသလောက်မအောင်မြင်ဘူး င်ထားသလောက်မပေါက်မတိရဘူးထင်ထားသလောက်မပေါက်မြောက်ဘူးတခါလုံချမ်းလို့ခေါ်တဲ့လုံချမ်းအုပ်စုကလည်းလုံချုံရင်းနဲ့ကြမ်းမဲ့နေနေဆိုတော့ဖွဲ့အုပ်စုကလည်းလုတော့လုတယ်သူလည်းအခန့်တန်းနဲ့လုံနေရတယ်ဟောစစ်မှုထမ်းကလည်းဟိုလူတွေကြားထဲမှာအော့အတောင်းနေဆိုတော့ဒီ၃ခုလုံးကိုဟန်ချက်ညီညီကြကြရနာဒီအစိုးရက၃ဆွဲနိုင်ခြင်းမရှိဘူးဆိုတော့သတ်တွေ့ရတယ်ဆိုတော့အစိုးရအနေနဲ့အဲ့ဒါကိုပြင်ဆင်သင့်တယ်လို့ကျွန်တော်မြင်တယ်ဒါတစ်ချက်ပေါ့ဆိုတော့ဒါတွေပြောရရင်တော့ရောထွေးနေတယ်ဖြည့်ရှင်းရမယ်ရှင်းလင်းအောင်လုပ်ရမယ်ပြီးရင်အခွင့်အရေးရှိရမယ်အခွင့်အလမ်းရှိရမယ် တို့ဆုံးရှုံးနေတာမှုတွေတို့ဒီအားကြီးကိုစစ်မှုထမ်းလိုက်ရတဲ့အတွက်တို့ကိုနစ်နာတယ်လို့ခံစားရရင်အခွင့်အရေးဆိုတာလည်းရှိရမယ်ဆိုတော့အခွင့်အလမ်းဆိုတာလည်းရှိတယ်ဆိုတော့ပြတ်တာနိုင်ရမယ်အဲ့တော့တခါတလေကြာရင်ခင်ဗျားတို့ကကျွန်တော်တို့ကဘာလဲဆိုတော့ဝင်းတုတ်ကြီးပဲပြနေလို့မရအောင်ထမင်းလုံးလည်းပြအောင်မယ်ဝင်းတုတ်ကြီးပဲပြနေပါတော့ကျွန်တော်တို့ကကြားလိုက်ကြောက်ပြီးထွက်ပြေးကုန်မှာပေါ့အဲ့တော့ဝင်းတုတ်ကြီးပဲမဟုတ်ဘူးထမင်းလုံးလည်းရှိပါတယ်ဆိုတော့ပြဖို့တော့သင့်တယ်လို့ကျွန်တော်တို့တိုက်တွန်းချင်ပါတယ်ဒါကဲဘယ်လိုပဲပြပြပါတော့နော် သူတို့ရဲ့ဒီစစ်မှုထဥပဒေနဲ့ပတ်သက်ပြီးတော့ပြည်သူတော်တော်များများကလည်းနာကြီးချက်တွေနဲ့ပြေကုန်ပါပြီနော်အခုချိန်မှာဆိုရင်သူတို့ကသာသူတို့ရတဲ့လူထက်ဒီ PDF ထဲဝင်သွားတယ်လို့ပို့ပြီးများတယ်ဆိုတော့သိရတယ်ပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်အခုချိန်မှာဆိုရင်ချက်ပဲမရောက်နိုင်ဘူးစော်ဖို့အားလုံးကခုနဗီဒီယိုဖိုင်ထဲမှာလို့ပေါ့နော် PDF အင်အားတောင်းတဲ့ချီတိမ့်တဲ့ချီစုနေပြီဖြစ်ပါတယ်နော်အဲ့တော့မကြခင်မရောက်နိုင်ဘူးစော်မဲ့ချင်းအားလွန်မဲ့နီးကပ်တဲ့နီးကပ်လာပြီဆိုတာကိုတုံးတဲ့တင်ပြရင်ကျွန်တော်ဗီဒီယိုလေးဆုံးသက်လိုက်ပါတယ်နော်ဟုတ်ကဲ့အစားဆုံးကြည့်ပေးကြတယ်မိဘပြည်သူရောက်စီတိုင်းသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချမ်းဖတ်မရောက်နိုင်ရင်စစ်ပြန်နဲ့ကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ် Yeah.